အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမှာကခရစ်နှစ်2026ခုနှစ်မြန်မာတက္ကရီ1388ခုနှစ်မန္တလေးမဟာသကြံစာမှာမြန်မာနိုင်ငံရဲ့အလားအလာအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနှစ်1388ခုနှစ်မှာစုံမိုးထားတဲ့ဂျိုးအဖွဲ့အစည်းများအရဒေသတွင်လူပောင်အဖွဲ့အစည်းနဲ့နိုင်ငံရေးကောလာဟလာများကြားပြည်သူတို့၏အကျိုးစီးပွားအမျက်ထုတ်ခံရမှုများရှိလာနိုင်ပါတယ်လူအများကြားစိုးရိမ်ပုံပန်မှု စားတဲ့အခက်ခဲသောအကျိုးဆက်များအတွက်တာဝန်သည့်တာဝန်ရှိသောအစိုးရအဖွဲ့နှင့် ဥပဒေပညာရှင်တို့ကပူးပေါင်းပြီးဝီယောရီမဖြစ်စေရအတွက်ဥပဒေနည်းဥပဒေသစ်တို့ကိုပြန်လည်လှုပ်ဆောင်လာနိုင်အံဒီကာတာနဲ့သင်္ဘောချင်းများကျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်အံထီးသွားဝန်ဆောင်မှုလုပ်ငန်းရောကြခြင်းနဲ့အတူဒါရုဇီဝတန်ငွေတို့ကြောင့်လူတို့အနာရောဂါများခံစားရအံနည်းပညာမြင့်ထိမ့်ချုပ်ထားသည့်အွန်လိုင်းလောင်းကစားနှင့်ငွေကြေးလည်လံမှုတို့ကြောင့် ။ဤသို့နဲ့တိုင်းပြည်ဝင်ဝင်နေနာမှုများရှိအံရေလန်ကီးဘိုးဆောင်ရေးကဏ္ဍမှာဆုံးရှုံးမှုကြီးမားခြင်းဘာသာရေးနဲ့ဆိုင်သောဥပဒေရေးရာကိစ္စများတွင်ငင်းခုံညှိနှိုင်းဖွယ်ရာများကြုံတွေ့ရခြင်းဤပမီဒီယာများမှဘာသာရေးနဲ့နှီးနှော၍မလျော်ကန်သောနှောက်ယှက်မှုများကြုံတွေ့ရအံကမ္ဘာထိပ်သီးနိုင်ငံတို့၏ဤပညာချုပ်ရွေးမှုအကြိတ်ခံရမှုတို့ကြောင့်အချိန်တို့အတွင်းဆုံးရှုံးရသောဝေကြီးပမာဏသည်ကမ္ဘာအရေးရဲ့နိုင်ငံအသီးသီးကြုံတွေ့ခံစားရအံ ကုဒံရောင်းဝယ်ရေးဆိုင်ရာသဘောတူညီချက်များစီးပွားရေးနဲ့ဆိုင်သောအကျိုးတူလုပ်ပိုင်ခွင့်တို့တွင်မူပေါင်းတွင်းမှနိုင်ငံသားရင်းနှီးမြှုပ်နှံသူတို့၏ကြိုးစည်းပွားမထိခိုက်စေရေးကိုဂရုပြုလှုံ့ဆော်လာအံကားနှင့်စက်တက်ရင်အမျိုးမျိုးပြည်တွင်း၌ဒေနုံတင်တင်စွာထုတ်လုပ်ရောင်းချခြင်းနိုင်ငံ၏ဗန်ဒာရေးကဏ္ဍအတွက်အခွန်တော်အမျိုးမျိုးနီလန်ပေါင်းစုံမှစီစဉ်လာအံကမ်းလွန်ပင်လယ်ပြင်မှသဘောဝအကျွန်းများသဘောဝဒဏ်ငွေနှင့်ရင်းနှံလောက်ွက်သည့်များပေါ်ခြင်း ရေထွက်ကုန်ပစ္စည်းများတင်ပို့ခြင်းမှနိုင်ငံခြားငွေအကျိုးအမြတ်များရရှိလာအံ့ဤပမာပရိုက်တာထောက်ပံ့မှုများပြတ်တော့သွားနိုင်တော်လဲအစိုးရနဲ့လူမှုဖူလုံရေးပရိုက်တာအဖွဲ့များမှထောက်ပံ့ခြင်းကိုတွန်းမြင့်လုံဆောင်လာအံ့အတွေ့အခေါ်မြင်မသော မျိုးဆက်တွေများပေါ်ထွန်းလာအံ့မိဘနိုင်ငံတို့၏တန်တမန်ဆက်ဆံရေးစီဝါရီခရီးသဘောတူညီချက်စာထုတ်ချုပ်ဆိုခြင်းနဲ့အတူလောက်ကန်ခွင့်လန်းများအတွက်ဤပညာပံ့ပိုးမှုများဖြင့ လူအရင်မြင့်ဖွံ့ဖြိုးတိုးတက်စေရန်ပုံဖော်လာ။ဘဝအလိုသမားဦးရေရွှေပြောင်းလုံသားနဲ့ဒုက္ခတဲ့ပြဒနာစာနာရိတ်ခါပြဒနာပုံမကြီးထွာလာ။အနောက်ကဘာရဲ့ရှောင်းလွဲမရသော မဟာဗျူဟာမြောက်နိုင်ငံရေးနဲ့စစ်လက်နဲ့အားပြိုင်မှုများသည့်မဟာမိတ်နိုင်ငံတို့အတွက်ဖိအားကိုဖြစ်စေသော အခြေအနေဖြစ်ပေါ်လာ။ကုကြံထက်မြက်သောစေဝါဗေဒပညာရှင်တန်တမာရေး၌ကျွမ်းကျွမ်းမှုရှိသောလူတော်လူကောင်းများပေါ်ပေါက်လာ။ တိုင်းပြည်အတွက်စ조사နေသောဒီပရောက်ဝန်ထမ်းများနာမကျန်၊ကံအငဲ့ကြုံရအံ၊ဤတွင်နှင့်နိုင်ငံတကာ stock share ညွန်ကိန်းကာလအနေဖြင့်ဈေးအမြင့်ရောက်ရှိပြီးနောက်ပိုင်းရေမြေဒေသအလိုက်မတူသောနိုင်ငံ၏အနုပညာပရိယေများကြောင့်ကမ္ဘာရွှေဈေးကွက်ကိုဆန်းချိန်တင်ရင်းနှီးမြှုပ်နှံမှုများဖြင့်ဈေးကွက်အလားအလာတို့ကိုမြင်တွေ့ရအံနိုင်ငံ၏နေဆက်ပထဝီနယ်နိမိတ်ပိုင်းခြားသတ်မှတ်ထားသောဧရိယာများအတွက်တန်တမာရေးစကားနှင့်ညှိနှိုင်းရအံ လူသားတို့၏စင်စဲမပြတ်တီထွင်မှုများကအနာဂတ်မျိုးဆက်သစ်တို့ကိုကမ္ဘာစစ်လက်နက်စမ်းသစ်မှုသည်စိုးရင်စဲအဖြစ်ဖြင့်နေရယူလာဟန်မြောက်ပိုင်းအရှိမြောက်ပိုင်းဒေသမျိုးပြဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နဲ့အသွင်စီးချက်ချင်းငင်းချရေးသဘောတူညီချက်ဒေသတွင်လူမှုဘဝဖူလုံရေးစတဲ့အခြေခံအချက်များနဲ့အတူအပြုသဘောဆောင်သောရည်ရွယ်ချက်များဖြင့်စ조사ပုံပေါ်လာဟန်ဟုတ်ကဲ့ပါမြန်မာပြည်သူပြည်သားများအားလုံးဆင်းရဲဒုက္ခပေါင်းစုံမှာ ခင်ဝေးပြီးအစဉ်ပြေအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။